မနေ့ကတော့တိုင်းမှုတွေကစัจ java တွေမင်းမဟုတ်ဘူးဆိုတော့ခေါင်းစည်းတွေနဲ့အချင်းချင်းဖြစ်နေရတာဆယ်မကောင်းဘူးဆိုတော့ဟာလေးနဲ့တင်လိုက်တယ်ပေါ့နော်အဲ့လိုတင်လိုက်တာဟာလေဦးစင်းကတော့ညီညွတ်အချင်းချင်းနေအေးဒီကအမြင်မတူရင်အမြင်မတူလိုက်မယ်တူနဲ့တူပါဘာနဲ့ဆက်လန်းရသွားကြသွားမယ်အားလုံးကဒဲသွားကြသွားမယ်ဖိတ်ကောက်ချသွားကြသွားမယ်နောက်ဆုံးနဲ့လေဒီဘန်းနိုင်ငံကြီးအားလုံးကတော့ကြပါလေနော်အားကြောင့်ဦးစင်းတို့က ဆင်ရင်စီလုံးရင်လည်းညင်ညွတ်ဆင်ရင်လည်းဟောဥစဉ်ကဝေဖန်တာတွေဘာတွေဘာညာတွေပြောတာဆိုတာလည်းဥစဉ်ကဘယ်လိုမှမတုတ်ပြောင်းဘူးအလုံးကကိုတက္ကရာကမာကြီးကိုတက္ကရာကြီးပဲဘာလို့လဲဆိုတော့ကိုဒီကိုမောင်နှမတွေပဲလေအပေါ်လုံးကတော့တော့ချင်းမြတ်လို့လေဒီတိုင်းပဲအဲ့တော့ဦးဇင်းကတူဖြစ်တူပဲစီလုံးရမယ်ညွှန်ရမယ်တစ်ခက်မနေ့ကဆိုမနေ့ကဆိုခဏကြည့်လိုက်ပါခရစ်တမီဒီယာကနော်ခရစ်တမီဒီယာကဦးဇင်းတို့မန္တလေးပြည်ကြီးတို့ကွယ်ငွေတော်ကြီးကုန်းရက်ွက် ွင့်မှုဆန်ခေါ်လို့တည်တယ်ဆိုပြီးမှတို့ဝါရဖြန့်ကြတယ်ကတိမီဒီယာကဟိုမှာသူ့ဟာကိုအိတ်နေတဲ့နော်သူ့ကျော်တို့ဆန်ရှားတို့ပေါ့နော်ဘာမှမတူပြုစစ်တည်ပြုစစ်တည်ကစွင့်မှုဆန်ခေါ်ပိုင်ခွင့်လည်းမရှိဘူးစွင့်မှုဆန်ခေါ်မှာအုပ်ကြီးတွေနဲ့ရုပ်တွေရဲ့အလုပ်နော်အဲ့ဒီမဲ့အယတမသူ့ဟာနဲ့ကိုအတဲလောင်ကျွမ်းပြီးတည်တဲ့သူတို့တော့မှစွင့်မှုဆန်ခေါ်လို့တည်တယ်ဒိုင်ယာတန်ချက်တွေနဲ့တည်တယ်ဆိုပြီးမှဝါရဖြန့်တယ်ဝါရဖြန့်တယ်ပုံစိုးတာကအဲ့တော့ပြောချင်တာကဘာပေါ့နော်ဥစဉ်တို့မတားဆယ်ခေါက်ចောင်းတစ်ခေါက်ဆိုတာပေါ့နော် မတဆယ်ခေါက်ကနဲ့ကြောင်းတစ်ခေါက်သွားနဲ့ညီမရတယ်တဲ့အဲ့တော့လူမှုရေးရာကျိုးကလည်းလူစီတော့မေးလိုက်ပေါ့ဗျာဘာကူညီရမလဲဘာလုပ်ပေးရလဲပြည်သူစစ်ဆိုတော့ပြည်သူတွေအတွက်နေမှာပေါ့ဗျာတော့မေးလိုက်ရင်မေးလိုက်တော့တော့တွေ့ပုံကြရပါလေတွေ့တော့ဟာဟာဒါဂွင်ပဲကွာဒါဖြူစောရီတွေကတက်တယ်ဖြူစောရီတွေကလုတ်တယ်ဖြူစောရီပြည်သူစစ်တရားနေမှာဒါတော့လုတ်တယ်စစ်ကောင်စီနဲ့ဘာညာလုတ်တယ်ဆိုရင်မှဒါဝါရဖြန်တာပေါ့ဝါရဖြန်တာပေါ့နော်အဲ့တရက်ွယ်လုံးမေးကြည့်ပါနော်အချိန်တိုင်း24နာရီရက်တောင်နေတဲ့သူဗျာတဲ့သူ့ဟာကိုရက်လောင်ကျွမ်းပြီးမှသေးတဲ့ဟာတဲ့ဒါမေးတဲ့အခါမှာထာနီဖြစ်သွားတာပေါ့နော် ဒီကလွှဲချလို့ကောင်းသွားတာပေါ့အဲ့တရင်ပေးတဲ့သူတွေကိုလည်းပြောကျင်နေဗျာနော်တရင်ပေးတဲ့သူတွေကိုလည်းပြောကျင်တာဦးစင်းကခစ်တီတို့မင်းစီမတို့ BBC တို့ဟိုအာရဖေဆိုတော့မရှိတော့ဘူး BBC တို့အပေါ်လုံးပေါ်ဗျာတရင်ဌာနတွေသူတို့တွေကပြည့်ဖြတ်တရင်ဌာနတွေဗျာပြည့်ဖြတ်တရင်ဌာနတွေနော်သူတို့တွေကဘယ်တော့ခါမှမြန်မာကိုကောင်းကျိုးမပြုခဲ့ဘူးနော်ကောင်းကျိုးလုံးဝလုံးဝမပြုခဲ့ဘူးဗျာနော်ကောင်းကျိုးမပြုတော့ဒုက္ခတွေပဲအမျိုးမျိုးပေးခဲ့တယ်မြန်မာပြည်ကြီးဒီလိုသူတို့တွေကမြန်မာပြည်ကြီးမှာတက်မတော်နဲ့ပြည်သူပြည်သူနဲ့တက်မတော်အလုံးအလုံးဒီလိုလူ꽌နေမှာမစည်းလုံးနေမှာသူတို့တွေကအဆင်ပြေတာ သူတို့ဓာတ်ဒါကိုသူတို့တွေကစီပါရေးတခုလို့သူတို့တွေကလှုပ်ဆောင်နေခြင်းဖြစ်တယ်เนาะအဲ့တော့ပြည်သူများအနေနဲ့လည်းချိတ်ယုံဖို့ပေါ့ဗျာဒါတွေကဖြစ်နိုင်မဖြစ်နိုင်ဂုတ်တိရှိနိုင်မရှိနိုင်ဆိုတော့ခင်ဗျားတို့အနေနဲ့စဉ်းစားဖို့ပဲလိုချင်တယ်ဗျာတွေ့ကြည့်ဗျာသူ့ဟာကိုခင်ဗျားရဲတော်ပြီးအတက်ကျွမ်းပြီးမှသေသွားတယ်မသာတော့မှသူတို့ကဒီနိုင်ငံကြီးအမျက်ထုတ်သွားတယ်ဗျာမဟုတ်လားနိုင်ငံကြီးအမျက်ထုတ်သွားတယ်ဒါเนาะနိုင်ငံကြီးအမျက်ထုတ်သွားတယ်ပြည်သူတွေနဲ့အဲ့ဒါတွေကိုလည်းစဉ်းစားဖို့အရန်လိုတယ်ဗျာเนาะသူတို့တွေကတော့ရဟန်းနေနေပဲခင်ဗျားခုသူတို့တလောကကြည့်ဗျာသူတို့ဒေါက်တာဇော်ဝေဆိုးဆိုလားယူမနော် လေရင်တန်ခန့်တဲ့ဘုံတွေကောင်တော့မြေအောက်မှာတဲ့ဆေးရုံတွေစောက်တည်ဖို့ပါတဲ့ဒေါ်လာဘလောက်ဆိုလားဘလောက်လေဘလောက်ဆိုလားလိုအပ်တယ်တဲ့ကဲဗျာတော့နိုင်ငံရေးစပါ2020တဲ့ကလေးကအလူခန့်လာ2020ကလေးကအညာသူအညာသားတွေကိုအသုံးချလာတဲ့သူကအခုဆက်ပြီးမှအသုံးချပြန်ပြီပါအရင်ယူဆဲကောင်တွေဟမ်ဒီဆေးရုံမြေအောက်ခန့်ကြီးစောက်ဖို့တဲ့ကဲမြေအောက်ခန့်ကြီးကိုလုပ်ဖို့တဲ့ဘလောက်ဘလောက်လဲပြောချင်တာတော့အလူလူကြပါအောင်ထဲကြပါအောင်ထဲကြအောင်ကျွန်တော်တို့လက်မြန်မာပြည်ပြန်မှာမဟုတ်တော့အဲ့တော့ကျွန်တော်တို့ခိုင်ခိုင်မာမာအေးအေးချမ်းချမ်းနဲ့နေချင်တယ်လုံလုံလုံနဲ့အလူခံထဲကြအောင်ပေါ့အဲ့တော့အညာက ဗရတ်တွေကိုအကြောင်းပြုပြီးမှခုတော့ဆေးရုံအကြောင်းပြုတာပေါ့ဗျာနော်ဆေးရုံအကြောင်းပြုတာပေါ့နော်ပြောရအောင်နော်ဗျာဆေးရုံရောင်းဖို့ဟာဘယ်နေရဘယ်တော့ဘယ်နေရဘယ်လောက်ရတယ်မင်းတို့ကဘယ်ချွေရဘယ်ရလဲမင်းတို့ဘယ်ရင်နေလဲဘယ်လောက်ရမင်းတို့ဘယ်နေရတစ်တီပေါ်တယ်လောင်းတော့ကတပါတစ်တီဟုတ်တယ်မင်းတို့ဘယ်လောက်ဘယ်လောက်လူကြကွာလို့ထဲကြကွာအဲ့ဒါပြီးငါတို့ရဲ့ဟာတွေကိုထဲလိုက်ကွာငါတို့ဘုံလိုက်မယ်ဟိုတယောက်ကတော့အေးဆေးသဖြင့်ပါကြီးကွာပန်ဆယ်လူတယောက်ကတော့ဒီပုံစံမျိုးတွေဗျာနော်ဒီပုံစံမျိုးတွေအဲ့တော့အညာမှာရှိတဲ့အညာဗရတ်တွေလဲကိုကိုကိုစဉ်းစားကြပေါ့နော်စဉ်းစားဘယ်နေရကိုဆေးရုံဆောင်ပေါ့ဘယ်နာဆေးရုံလုပ်မှာလဲဟမ်မင်းတို့ကလာရှိုးပဲမှာဆိုတော့နှိမ့်ထုတ်ခံရပြီ ဒီနေ့ဆိုတာကလည်းအချိန်တိုင်းပဲအချိန်တိုင်းဒီညာမင်းတို့ပြစ်သွားမှာပဲအခုမိုးပုံမှာကြည့်မင်းတို့ PDF တွေနဲ့ DNA နဲ့အဆင်ပြေလားညွှန်းမှုရှိရလားမင်းတို့ PDF တွေရှိနေတဲ့ငါပြီးဟောက်ဖုတ်လိုက်ကူမအောင်မေးလားအဲ့ဒါကိုကိုကိုလည်းတဘောပေါ့မင်းတို့ကအမြဲတမ်းအတုံးချခံဘဝဖြစ်နေတယ်နော်အဲ့တော့ငိုချင်တာကနောက်ဆုံးအနေနဲ့တောင်းဆိုပလုံးဆိုတာပြေယိုးထုံးစံရှိမယ်သားသူတမီးစုကိုပြေယိုးထုံးစံမရှိဘူးဆိုတဲ့ဇာတ်အတိုင်းနိုင်ငံနဲ့နိုင်ငံတိုင်းမှာအဲ့ဒီတော့တဘောထားပြေသွားတယ် ူမရှိဘူးเนาะတရားတကာကြီးပေါ့ဘာကြောင့်ကြီးပေါ့เนาะယာယီတမတာကြီးပေါ့မင်းတို့အချိန်တိုင်းခေါ်နေရအချိန်တိုင်းလာပါအချိန်တိုင်းအေးစစ်မိသားစုနဲ့ပြောပြောရှွှွှွနေပါအေးအေးချမ်းချမ်းနေပါငြင်းငြင်းချမ်းချမ်းနေပါအမြဲတမ်းလင်းမှုမအမြဲတမ်းဖိတ်ခေါ်နေရမဟုတ်လားအဲ့ဒါကိုမှသဘောမပေါက်ရင်တော့ကြောပေါက်မှာပဲအချိန်နေအချိန်ခါတော့မင်းတို့စောင့်နာကြည့်ကြနော်သဘောမပေါက်ရင်ကြောပေါက်မယ်ဒါကိုသဘောပေါက်ဖို့လိုတဲ့အဲ့တော့အတုံးချခံပေါ်ကနေပဲဆက်နေမလားကြောပေါက်နော်သဘောပေါက်ပြီးမှ အေးကြမ်းကြမ်းနဲ့ပျော်ရွှင်ငြိမ်းချမ်းသောမိသားစုဘဝလေးနဲ့ဖြတ်တန်းပြီးမှငကောကလိုပဲအညာမှာဆိုရင်လည်းဟုတ်လားနှမ်းတို့စိုက်မယ်ပဲစင်းကုံတို့စိုက်မယ်အဥစဉ်တို့ပေါက်ဖက်တွေဆိုလို့ရှိရင်ဟုတ်လားသဘာစိုက်မယ်ကောက်ကြီးကောက်ဦးမိုးဦးစိုက်မယ်ကလဲပဲတွေစိုက်မယ်ဗာဂျီနီးယားဆေးတွေစိုက်မယ်ကျက်တွင်တွေစိုက်မယ်နှမ်းတွေစိုက်မယ်ပြောင်းတွေစိုက်မယ်အာမနဲ့ဆိုလို့ရှိရင်ထမင်းလေးတွေထုတ်အာနွားတွေနဲ့သောသောစီစီတို့အိမ်ရနေမှာထမင်းတို့လေးနဲ့လိုက်ဖို့အာမြေရိပ်သွားတဲ့တူနဲ့အခင်းဆောက်သွားတဲ့တူနဲ့အမျိုးမျိုးပေါ်ဘယ်လောက်ကြည်နုစရာကောင်းလဲဘယ်လောက်ပျော်ရွှင်စရာကောင်းတယ်လဲအဲ့လိုဘဝတွေကိုပြန်မလို့ချင်တော့ဘူးလား မရမှာနော်အဲ့လိုဘဝတွေကိုပြန်လို့ခြင်းနေဆိုတော့ဥစဉ်တို့အညာဒေတာမှာရန်ငွေတွေညှိတော့ဟုတ်နော်အကြမ်းဖက်မှုတွေညှိတော့ဟုတ်အေးအေးကျန်းကျန်းဘဝကြီးကိုဖြတ်တန်းဖို့လိုပါတယ်ဥစဉ်တို့အညာတို့အညာသားတွေကရိုးတယ်အားတယ်ဆိုတာတီးပေမဲ့ရိုးလွင်လည်းမကောင်းဘူးအားလွင်လည်းမကောင်းဘူးအလိန်ခိုင်းရင်တစ်ခါတစ်ခါပဲကောင်းတယ်သုံးခါခံရတယ်ဆိုရင်ကိုကိုတိုင်ကကိုအသုံးမကျလို့လို့ပြောချင်ပါတယ်ဗျအဲ့တော့ IUG ရဲ့အလိန်ကိုဆက်ခံနေမလား IUG ရဲ့ရုံမှမှုတွေကိုဆက်ခံနေမလားနိုင်ငံရေးဓမ္မတွေရဲ့ရုံမှမှုကိုဆက်ခံနေမလား မြန်မာပြည်ကြီးကိုအတုံးချအမြဲတမ်းပြည့်ဖြည့်နေတဲ့ BBC တို့မစ္စည်းမတို့ရဲ့နော်ဒီတည်င်းဌာနပြည့်ဖြည့်တည်င်းဌာနတွေရဲ့ခေတ္တတို့ရဲ့ပြည့်ဖြည့်တည်င်းဌာနတွေရဲ့အတုံးချမှုကိုခံမလားဒါမှမဟုတ် AA တို့ရာ KIA တို့ရဲ့ DDA တွေလက်တလောအတုံးချမှုကိုဆက်ခိုင်းမှာပြေမလားဆိုတော့ပုဂ္ဂိုလ်ကိုစဉ်းစားပါလို့ပေါ့ကတော့ကပြောချင်ပါတယ်ဗျအားလုံးဒါပါပဲဗျ Thank you